ထက်ချန်ကို e-wallet account verify ဖြစ်သွားတဲ့သူတိုင်းယခုလို app ကနေ visa ကတ်ကိုမှာယူပြီးတော့ကိုယ့်ရဲ့ account နဲ့ချိတ်ဆက်ရပါတယ်။ချိတ်ဆက်အသုံးပြုနိုင်ရန် ပထမဆုံး visa ကတ်ဆိုတာကိုနှိပ်မယ်။ scan now ဆိုတာကိုနှိပ်မယ်။ဝယ်ထားတဲ့ visa ကတ်မှာပါတဲ့ QR code လေးကို scan ဖတ်ရပါမယ်။ ပြီးရင် okay ဆိုတာကိုနှိပ်ပေးပါ set up card pin ဆိုတဲ့နေရာမှာ visa card အတွက် pin number 6လုံးအသစ်ရေးပေးရပါမယ် pin number အသစ်ထည့်ပြီးပြီဆိုရင် next ဆိုတာကိုနှိပ်မယ်အခုနောက်ကအစ်စ်ရေးထားတဲ့ B number ကိုပြန်ရေးရပါမယ်။ ပြီးနံပါတ်6လုံးပြန်ရေးပေးပြီးပြီဆိုရင် done done ဆိုတာနှိပ်မယ် visa card activate လောက်တာရပါပြီ done done ဆိုတာပြန်နှိပ်မယ်ပြီးရင် next next ဆိုတာကိုထပ်နှိပ်မယ်တဲ့ရဲ့ e-wallet account နဲ့ visa card ချိတ်ဆက်တာအဆင်ပြေသွားပြီဖြစ်ကြောင်းသင်ကို SMS ကနေစာပို့လာမှာဖြစ်ပါတယ်။